မိမိတို့ကအလုတ်သွားစရာရှိတယ်ဆိုရင်ဖျားဆွန်းတော်မတင်ရသေးလို့ဆွန်းတော်တင်ရအောင်တန်ငါတော်ဆွန်းမလုံးရသေးလို့ဆွန်းလုံးရအောင်မိမမစားရသေးလို့စားရအောင်ဆိုပြီးတော့ဦးဦးချားပြားလေးခုခတ်ခြံပြီးတော့မှစားသွားကြပါအဲ့ဒါစားလို့ရတဲ့ဟေ့ဒါကြောင့်စားဦးဆိုတာတော့ပရိသတ်ကြီးသဘောပေါက်သွားပါပြီကိုမစားခင်လှူတဲ့ဦးဦးချားပြားပြိသတ်စားဦးဆိုတာသိပါလားသိပါပါ ကဲစားစဲလို့နည်းနည်းပြောကြအောင်ဆိုစားစဲဆိုတာတရားနာပြိဿရေသမီးနည်းနည်းပကံများတဲ့ကလေးလိုဘလဘွေနယ်ပြီးတော့ဟင်းစရီနဲ့မတတ်မပြန့်စားနေတော့နှိုက်လူတာမဟုတ်ဘူးတဲ့ဘို့ဘယ်လိုလူရမလဲဆိုတော့စားစဲလူပုံလေးနားထောင်သွားကြသမီးစားတော့မယ်ကြံကလေးကတပိုင်းကိုတန့်ထားပါတဲ့ဗျဟိုဘက်ဟိုဘက် မိမိဘက်ကထမင်းကိုစားမဲ့ကြရင်ဟိုဘက်တစ်ပိုင်းကိုတန့်ထားလိုက်အကယ်၍မြားငါထမင်းစားနေတုန်းအလှကံပုပ်ကိုကြွရင်လှူနိုင်အောင်လို့တမင်သက်သက်တန့်ထားအဲ့ဒီလိုတန့်ထားလို့ကိုကဟင်းစားဟင်းနာဒီဘက်သာရှိတဲ့ဟိုဘက်တန့်တော့ပြတ်မြတ်တပိုင်းတန့်ထားသဖြင့်ထမင်းစားနေတဲ့ချိန်ခါမှာ တန်ငါတော်ကြွလာရင်သက်ငံပြက်ပြက်ထားတဲ့ကိုပဲတပိုင်းကိုလက်ဆေးပြီးတော့ခေါ်တယ်လို့ပကံများလေးစောင်းပြီးတရက်လှူလိုက်ပါလှူလို့ရတယ်။သဘောပေါက်ကြလား။အဲ့ဒါစားစဲသိဗလားပြိတ္တကြီးသိပါဗျာကလေးတို့လိုဘလဝေနေထားတာတွေကိုအဲ့ဒါကြီးတွေထဲ့လူတာမဟုတ်ဘူးအဲ့ဒါမျိုးတော့ကျွတ်တို့ခေါင်းကြီးတွေလည်းမစားဘူး စားစဲလူပုံလေးပြောတာတမ်းတမ်းပြက်များနဲ့ဗျစားတဲ့ကူကစားနေတော့လူနိုင်အောင်တမင်သက်သက်တန့်ထားတဲ့စားစဲသဘောပေါက်ပါလားပြိဿသဘောပါပါစားကျွင်းကိုပြောကြအောင်ဆိုစားကျွင်းဆိုတာဗကံများတဲ့ထမင်းတွေစားပြီးတော့တလုံးတဆုပ်ကလေးကိုကျန်းနေတာမကုံမအဲ့ဒါဖုံးကြီးလှူတာပြောတာမဟုတ်ဘူးနော်စားကျွင်းစားကျွင်းထမင်းဦးတဲ့ထမင်းခူးကလေးက ဟင်းအိုရဲဟင်းခက်ကလေးကဟင်းအိုရဲခက်တဲ့ဇွန်းနဲ့ထမင်းမခူထမင်းအိုခူတဲ့ရောင်းမနဲ့ငပိကျော်ဒဲအိုတဲ့မကော်ဘူးဒီလိုမျိုးဒီလိုမျိုးတန့်တန့်ပြတ်ပြတ်ငါတို့မိသားစုတအိမ်လုံးစားပြီးတောင်မှတန်ငါတော်များသဘိတ်ပိုက်ပြီးကြွလာရင်တန့်တန့်ပြတ်ပြတ်လှူနိုင်အောင်လို့ တမင်သက်သက်တန်တန်ရှင်းရှင်းချွင်းချံထားတာကိုအဲ့ဒါစားကျွင်းလှူတယ်တဲ့ဗျာတအိမ်လုံးစားပြီးတော့လဲလှူနိုင်ပါတဲ့ဗျာသဘောပေါက်ရလားပြိဿကြီးသဘောပေါက်ပါဒါဖြင့်စံဥတို့စားစဲတို့စားကျွင်းတို့သိပါလားသိပါပါတချို့ကဗျာမတောက်တခေါက်ကျွတ်တို့စိတ်ဆင်းရအောင်ဟိုစကားကြီးကပေါ်လာသေးတယ်မကောင်းကြောင်းပို့တယ်မလုံးပါနဲ့ဗျာမကောင်းတာကြီးမှတော့မပို့ပါနဲ့ ဝတ်သားချက်သားဘယ်ပေါင်းစိတ်ကင်လေးဆိုတော်သေးအခုတော့မကောင်းကြောင်းကိုလေအဲ့ဒီစကားကြီးဘယ်သူမှစပြောမှမသိစပြောတဲ့လူလည်းမရှိပါဘူးအခုတော့မြစ်ထဲမျောသွားတော့ပါပြီနောက်ထားကြောင့်တရားနာပြိတ္တစာဦးစာစဲစာကျွင်းငါဖယားစီဒီလိုအလူခံတကွလို့မြစ်စွာဖယားကိုတော်မြတ်ကြီးမိန့်တော်မူတဲ့ဒေသနာကိုနာကြားရသဖြင့်ဟော စားစဲဖြစ်တဲ့ထမင်းတွေကိုဆွမ်းဖြစ်နေအကုထလှူပါလေညာလှူပြီးတော့မြတ်စွာဘုရားကိုရောင်မြတ်ကြီးကိုကတော့မြတ်စွာဘုရားကိုရောင်မြတ်ကြီးကတော့ပုံလေးမှကြီးကလည်းအဲ့ဒီအချိန်ကျတော့ကတော့တယ်ပြိတ္တာပြိတ္တာရေကျုပ်စိတ်ထဲအောင်းမိတယ်အဲ့ဒီစာဖတ်တုံးကဩနှစ်ယောက်စလုံးပုံနာကြီးနဲ့ပုံလေးမှကြီးဟိုကုန်းကုန်းပြီးရှစ်ခိုးနေတော့နှစ်ဖူးနဲ့ခြိတောင်းနေရလဲနီးနေတာ ။တလောက်ပြင်းတဲ့ပုံလေးမှကြီးဖျားမှုတာပေါ့။ကုန်းရှိခိုးနေတာနှစ်ဖူးနဲ့ခြေတောင်းနေရလဲနီးနေတာ။ဒီပုံလေးမှကြီးဖျားမှုတာပေါ့။ကျွတ်တို့လူသားဆိုရင် ရောင်ကကလေးဖြစ်တော့ခက်လိုက်ချက်။ပြင်းလုံးလို့ပြင်းလုံးလို့ဟိုမပြင်းတဲ့ဒီထဲကဒကမာကြီးတွေပြောတာမဟုတ်ဘူးနော်ဟိုပုံလေးမှကြီးပြောတာအဲ့ဒီလိုတရားနာပရိသတ်မြတ်စွာဘုရားကိုယ်တော်မြတ်ကအဲ့ဒီချိန်ခါမှာတရားဟောတော်မူပါတယ် မြတ်စွာဘုရားကိုရုဏ်းမြတ်ကြီးဟောကြားတဲ့ဒေသနာတော်ကသံလတ်သောနာမရူပသမေယတနတိမမဟိတလို့သူတို့ရဲ့ဥပနိဒိယကိုကြည်ဟောတယ်။သူတို့ရဲ့ဥပနိဒိယကဘာလဲလို့ဆိုတော့ကျွတ်တို့ကတ္တဗဗျာလက်ထက်ကမြေတကြီးဘောဗျာလက်ထက်ကတော့ကတ္တဗမြတ်စွာဘုရားကိုရုဏ်းမြတ်ကြီးလက်ထက်တော်ကဒီပုံနာကြီးနဲ့ပုံသွင်းမှလင်မယားနှစ်ယောက်စီတန်ဃာတော်အရှင်မြတ်များ ဟောကြားတော်မူတဲ့နံယုတ်နံယုတ်ဆိုတဲ့ဝိပဿနာတရားကိုအကျယ်သဖြင့်မနာကြရတော့လဲပဲနံနဲ့ယုတ်တော့တော့သူတို့သိခဲ့အကျယ်ချက်ပြီးသူတို့နားမလည်ခဲ့ဘူးနံယုတ်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 ဟောဒီနံနဲ့ယုတ်ပဲသူတို့ကြားခဲ့အဲ့တာလေးကိုစီးချံပွားများခဲ့တဲ့ဥပနိတ္တရကြောင့်ဖယားကိုယ်တော်မြတ်ကဒီကဲ့သို့ဟောကြားလိုက်တဲ့အချိန်ခါမှာ ငံရုပ်ဒီတကယ်လမ်းကြတော့ငံလည်းမမြဲရုပ်လည်းမမြဲမမြဲပြည့်စည်ကြရမှာပါလားငံနဲ့ရုပ်ကြောင့်လူရဲ့လို့ဖြစ်လာသည်တတ္တဝါဖြစ်လာသည်လို့ဖြစ်လာသည်တတ္တဝါရဲ့လို့ဖြစ်လာသည်ဒီဖြစ်လာတဲ့တတ္တဝါအနန္တသည်တနည်းကြတော့ပြည့်စည်ရမှာပါလားလို့အဲ့ဒါလို့စီးဖြန်းလာခဲ့တော့ပိဋကကြီးပျက်စီးရမှာပဲလို့ကြိုပြီးထားရင်ပျက်စီးသွားတဲ့ချိန်ခါမှာပူပင်မှုရှိရလားပြု။ ဘယ်ရှိပလဲပြိတ္တငကူတဲကမှပျက်စီးလိမ့်မယ်လို့သိထားတာကိုဉာဏ်နဲ့သိမှနော်ပြိတ္တဘာနဲ့သိမှတော့ဉာဏ်နဲ့သိပါလားခင်ဗျားတို့ကခုဉာဏ်သိတော့မဟုတ်ပါဘူးအိုးတဲ့လူဖြစ်လာသေးရမှာပဲဝိညာဉ်သိပါဇတ်သိပြောလိုက်တဲ့ပါဇတ်ကအနေဆာအနေဆာလူတယောက်တွေမှာအာသုဘထင်တယ်ကိုကိုကိုအာသုဘမှမသိဘူး ပြိတ္တကြီးခင်ဗျားတို့ကြုံနေမယ်လူသေးမအတုပါလားဒီပြိတ္တကြီးအကုန်လုံးအတုပါလားကြုံပြောလားအကုန်လုံးအတုပါအကုန်လုံးအတုပါအတုပါဆိုတာဘာလို့ဆိုတော့တချို့ကလေးတွေကပြောသေးတယ်မသာတဲ့ဒီမလူသေးမမသာကြီးအတုပါထင်းနေတာကိုပြိတ္တရဲ့ခင်ဗျားကိုတော်မြတ်ကအတုပါဆိုတာကမတင့်တယ်ဘူးလို့ဟောတယ် ခန္ဓာကြီးရလာကလေးကဘုရားကိုယ်တော်မြတ်ကတင့်တယ်တယ်လို့ဟောတော်လို့ကျွတ်တော့ခန္ဓာကိုယ်ကြီးကိုမတင့်တယ်ဘူးလို့ဟောတော့ဒီပိဋကတ်ကြီးအကုန်လုံးအတုပဆိုတာများ နာသလားပိဋကတ်နာပါဗျာခင်ဗျားတို့လည်းအတုပဘုန်းကြီးလည်းအတုပကျုပ်ဘေးထိုင်နေတဲ့ကိုယ်တော်လေးတွေလည်းအတုပသူတို့လည်းခြံထားလို့မဖြစ်ဘူးနော်အကုန်လုံးအတုပမတင့်တယ်ဘူးတဲ့ဘုရားကနာပါဗျာ မတင်တယ်ဘူးဟောတာကိုခမည်းတော်ကျွတ်တော့တင့်နေတယ်ထင်နေအဝတ်ကောင်းစားကောင်းလေးဝတ်လိုက်တော့ပရိသတ်ကြီးမြေကြီးပေါ်ထိုင်ရလားထိုင်ပါဘူးအဝတ်စုပ်ကလေးနဲ့ကျတော့မြေကြီးပေါ်လည်းထိုင်တယ်အမိတ်ပုံပေါ်အမိတ်ပုံပေါ်လည်းထိုင်အဝတ်ကအဝတ်ကောင်းလေးဝတ်လိုက်တော့ထိုင်တော့ဖြာပေါ်တောင်တင်ပြူးလေးခင်မတင်ပြူးပေါ်တောင်ကော်စောနဲ့မှကော်စောပေါ်တောင်မှုရနဲ့မှမဲဒီထဲကိုလေဟိုပြာတွေတည်းထိုင်ပြီးတော့ထသွားပြီးခင်ခင်ကလေးခံလိုက်တာအဝိသိကလေးဝှက်ထားတော့ငါမတင့်မတည့်ဖြစ်ကုန်တော့ဘဲတဲ့ နဂူရဲကမတင့်တယ်နေတဲ့ခန္ဓာကိုယ်ကြီးဒါကိုကိုစားကောင်းဝတ်လိုက်တော့တင့်တယ်တယ်လို့ထင်ပြီးတော့ခင်ဗျားတို့ကျွတ်တော့အတုပကိုညံမြင်မမြင်ဘူးသေမသာမြင်တယ်မှန်လားဘုန်းကြီးပြောတာမှန်ပါဗျာဒါကြောင့်တရားနာပြည်သားကြီးအဲ့ဒီကဲ့သို့ဖယားကုရောမြတ်ကဟောကြားတော်မူတဲ့နာယုတ်ကိုသိသဖြင့်မတင့်တယ်ဘူးတနေ့သေမှာပဲပျက်စီးမှာပဲလို့သိထားသဖြင့် ပြေးသွားတဲ့အချိန်ခါမှာပူပန်လေးသလားပြိတ္တာအဲ့ဒီလိုမပူပန်တော့နာယုတ်တရားနှစ်ပါးနဲ့ပတ်သက်တဲ့တရားကိုမြတ်စွာဘုရားဟောလိုက်တာကြည်တရားနာပြိတ္တာပုံနာကြီးနဲ့ပုံနှင်းပါကြီးဖြည်းဖြည်းနာဟောပါမယ်ဒီနှစ်ကျုပ်၄ချိန်လောက်ဖြားတယ်ခါတိုင်းတစ်နှစ်တုတ်ကွေးတစ်ချိန်မှကွေးတယ်ဒီနှစ်၄ချိန်ဖြား၄ချိန်ဖြားဆိုကျုပ်အင်းလေးသွားတရားဟောတယ်လေ အင်းလေးတွေမှာဟိုဆက်လေးတွေစီးပြီးတော့အေးမိလာပြီးတော့ငှက်ဖြန်းပါလာအင်းလေးမှာလည်းပရိသတ်ကစီးတယ်တနေ့တည်းသုံးမွေးဟောရကျောင်းကြီးတွေကနဲတဲ့ကျောင်းကြီးတွေမဟုတ်ဘူးပရိသတ်ထောင်ချီဆန့်ပရိသတ်ကများလွန်းတော့ကျေတူကျောင်းကြီးကကျွံရောပြုကျောင်းကျွံသွားတယ်ကျန်ဒီကန်နာမည်ကြီးတဲ့ကျန်ဒီကန်ဆရာတော်ကြွလာတာဘယ်တော့လာတာဘယ်တော့မှမစီးတဲ့ပရိသတ်မျိုးစီးယုံနေမကကျောင်းပြိုတော့ကကျောင်းပြိုတော့ကမပြိုပါဘူးကျွံယုံကျွံလာပါ ဟဲရရွာမှာကြောင်းကြီးနောက်ရွှေကြောင်းအထက်ထအောက်ထပြည့်ပြုတ်အောက်ဆင်းကလေးကပြီးတယ်ဒီကြောင်းတော့ကျွန်းမှာမိမာတော့ဆောက်တာမဟုတ်ဘူးရေထဲဆောက်တဲ့ကြောင်းကြီးတော့ပြည့်ပြည့်ပြည့်ဆိုအဲ့ဒီကျုပ်လန့်သွားတယ်တရားဟောတဲ့ဘုန်းကြီးမလိမ်ပါဘူးဘယ်နေရာဝင်ရထိုးမောက်ရမလဲလို့နေရာလျှောက်ရှာကျုပ်ထိုင်တဲ့ပလင်ကအမြင့်ဆုံးတကယ်လို့ပြောရင်ထီချင်းထီကျုပ်ရင်ထီမှာကျုပ်ကအမြင့်ကြီးကိုအဲ့ဒီတင်တရားနာပြိဿတပထမတစ်ချိန်တော့ကိစ္စမရှိဘူး နောက်တစ်ချိန်ကြောင်းကြီးအောက်ကရက်မာဒီခါမန်းနေတန်တွေကျွတ်ပြီးအက်သွားတော့အောက်ကပြိတ္တကဝုန်းမနဲ့တအားထားပြီအပြေးလိုက်ကြောင်းကြီးတုံတယ်ဝုန်းဝုန်းနဲ့ကြောင်းကြီးတုံသွားอืมဘာမှမဟုတ်ဘူးပြိတ္တတံမခံနိုင်တာကျုပ်လည်းပြိတ္တကိုမနဲ့ထင်းอยู่ကွာ